ဂျာနယ်ကျော်မမလေးဤသူမအခန်းလေးစောင်းဦးတို့ရောက်လာပြီဖြစ်သည်အင်းမြတော်လေးတစ်သည်လွင့်တိုက်လာသည်ပန်းရနဲ့များလည်းမှွှေးထုံရေးလာလေသည်တလင်လာသည့်နေရတို့သည်တနေ့ထက်တနေ့ကြည်လင်တောက်ပလျက်ရှိတော်သည်တသက်မှာအင်းရှင်း၌နေစာလုံရင်းနေအောင်ကြီးများထိုးပေါက်ကြရောက်နေတဲ့တစ်ပင်တစ်ခိုင်းတို့ဟာစိမ့်၍ဝင်း၍နေနေကြသည် အဖျားပြကနလန်ထကစားစားဝင်အိပ်ပျော်ဖြစ်လာမှအိုင်များလည်းပြည့်တင်လာသည် နေ့စဉ်နေ့တိုင်းထောင်းရုံကလေးကိုရွေးရွေးကိစ္စမှာခေါင်းနဲ့ရမထွက်ဘူးမပြတ်မလတ်ကြံစည်အားထုတ်တွေးတောရင်းသာနေနေခဲ့သည်တတမှာနေအောင်ကြီးထဲတွင် ထိုင်နေလျက်တောင်တွေမြောက်တွေနဲ့စိတ်ကူးညံပေါ်လာကရန်ကုန်ကိုသွားပြီးအလုရှာရန်စဉ်းစားနေသည်။လှအတွက် လှအောင်ထားခဲ့ကခွဲနေကြလျင်လှအားငယ်နေရှာမီကိုတွေးမိလျက်တနာသွားပြန်သည် မခွဲမခွာပဲပကိုးနိုင်ပင်အလौရှာလုံရန်လဲအလौရရန်မလွဲအယောင်းဝယ်လုံရန်ကလည်းအရင်းဤကမရှိလှလုံစာကလေးနဲ့ငွေစုဆောင်မိရန်လဲမဖြစ်နိုင်တတက်သည်ရန်ကုန်သွားမှာပဲဟုနောက်ဆုံး၌စိတ်ပိုင်းဖြတ်လိုက်သည်တတကလှကိုရန်ကုန်တွင်အလောက်ရှာမဲ့အကြောင်းပြောပြလိုက်သည်လှမှာတတရန်ကုန်သွားအလောက်ရှာရန်သဘောမတူနိုင်ပဲရှိနေသည် စာတင်ပေးရမယ့်အိမ်နဲ့အိမ်နောက်ထပ်တိုးလာ၍စုစုပေါင်း150ရမယ်။အဲ့ဒီထဲမှာလစဉ်100စုသွားလျင် တနည်းအယုတ်ကိုရွေးနိုင်မယ်ဟုတသက်ကမသွားရင်တားမြင်သည်။ဒီအယုတ်ကိုမြ мян ရွေးချင်တယ်။လှက100စုပြီး90သုံးမယ်ဆိုတာ90နဲ့လောက်ကြရလဲမဟုတ်ဘူးလေ။ဘလောက်ကျက်တဲသလဲဈေးတွေကလည်းတနည်းတခြားခုန်တက်နေတာ။ဂျပန်ပတ်စံ90ဟာဘာမှန်းသုံးနိုင်မှလဲလှရဲ့။ ၈လ၅လလာဆိုရင်ကြည်နေအခုရမယ်150ကအခုသုံးနေကြ90ထက်ကျက်နေအောင်ပါဘယ်နည်းနဲ့မဆို၄50ဈေးရတက်နေအောင်ပါပဲဒီတော့150နဲ့လဲ150နဲ့လဲနှစ်ယောက်လောက်မှမဟုတ်ဘူးလေတက်တက်သွားပြရစီနော်တက်တက်ကဘယ်လောက်ရှာမှာလဲဘယ်လောက်ဖြစ်ဖြစ်ပေါ့စားတဲ့တောက်တဲ့ဈေးရဲ့အပြင်တစ်လကို150လောက်200လောက်မှမှန်ကြီးစုသွားနိုင်မယ်အလုပ်မျိုးကိုတက်တက်လုပ်ချင်တာ လှမှာမဖြစ်နိုင်တာကြီးကိုတသက်စိတ်ကူးနေတယ်ဟုတွေးထင်နေမိသည်စားစိတ်နေစိတ်တွေအပြင်150 200အသက်တင်ပိုက်မိမဲ့အလုပ်ကတစ်လ300ခန့်ရမှဖြစ်နိုင်မဲ့အလုပ်မျိုးအဲ့လိုလုပ်မျိုးကလည်းရဖို့ခရင်မှန်သိတယ်လေခတ်သားပဲတသက်ရဲ့ဘာဖြစ်လို့လဲအလုပ်တိုက်တွေအလုပ်ယုံတွေမှာအများဆုံးပေးလာ100 150တဲ့ဒီထဲစားစိတ်နေစိတ်နှုတ်ရင်တသက်ပြောသလိုဘယ်150 200ပို့မှလဲ တလ300ရမယ်အလုပ်တော့မရနိုင်ဘူးထင်တယ်တသက်ရဲ့မလွယ်ဘူးဆိုတာတော့တွေးမိပါတယ်ဒါပေမဲ့ဒီလိုနေလဲမဖြစ်ဘူးလေလှရဲ့အလုပ်တော့ရှားမှာပဲဒီမှာအလုပ်ရဖို့ခဲတယ်သွားပြရစီတော့လှရဲ့လှတယောက်တည်းတသက်ကလည်းလှမှာမျက်ရည်များဝဲလာကမျက်နာပြတ်သွားသည်အလွဲမရှောင်သားရဲ့တသက်ခွဲသားဖို့ကြံရွယ်ရသည့်အတွက်ငွေဖြောက်ပစ်ခဲ့တဲ့ကိုကိုကိုသာအပြစ်ပုံချလျက်မချီတင်ခဲ့ဖြစ်မိသည် ဒါကိုတသက်စဉ်းစားပါတယ်။လှကိုခေါ်သွားရင်နှစ်ယောက်စရိတ်ဖြစ်နေလို့လေ။ဒီတော့ခိတခဏခွဲနေကြရတဲ့အတွင်းမှာလှကဟိုဘက်ခံဒေါထားကိုနဲ့အက်ခဲ့ပေးမယ်။လှရတဲ့လာကနဲ့လှထံဖန်တီးပြီးနေတသက်ကလည်းရှာလို့ရတဲ့အလုံးနဲ့နေမယ်။တနည်းနည်းနဲ့လှခွဲလို့ကြရင်တသက်တို့ရရဲ့ချက်တွေပြည်မှာပါ။အကြာကြီးပဲတသက်ရဲ့ခွဲနေရမှာကလည်းရန်ကုန်နဲ့ဘကူကအိမ်ဦးနဲ့ကျမ်းမြင်မှာပဲလှရင် တက်တက်ကလည်းလာကြည့်နိုင်တယ်၊နှာကလည်းလာကြည့်နိုင်တယ်မဟုတ်ဘူးလား။နှာမှာဆက်မတားနိုင်တော့ဘင်းတက်တက်ကခွဲချင်ရင်ခွဲသွားခြင်းမဟုတ်ပဲမိမိကြောင့်ခွဲသွားရသူအားအတားအဆီးနှောက်ရက်လုံနေရန်လည်းမသင့်တော်တဲ့အတွက်ကြောင့်နှုတ်ဆက်ပြီးသားနေခဲ့ရသည်။နှာနာထောက်မယ်မဟုတ်လား။နှာသည်တက်တက်၏မျက်နှာကိုတစ်ချက်ကြည့်လျက်ပါးပေါ်ကျလာသောမျက်ရည်စားတွေကိုတုတ်ပစ်လိုက်သည်။ထို့နောက်နှစ်တစ်ချက်ရှုပ်လိုက်မဲလိုက်ပြီးပြုံးလိုက်သည်။ နားထောင်ဆိုရင်လည်းထောင်ပါမယ်တသက်ဤမျက်လုံးထဲမှာမျက်ရည်များစို့လာ၍မဝဲနိုင်အောင်အနိုင်နိုင်ချုပ်တီးထားလိုက်ရသည်လှမှာမိဘလက်ထဲနေစဉ်ခလေးခလေးငယ်ကလေးပမာပြုမှုပြောဆိုနေတော့မင်းဖြစ်သည်လှသဘောတူသွား၍စိတ်နှလုံးပေါ်ပါသွားရသည်တသက်သည်လှကိုဖက်လိုက်သည်လာတော့ရတဲ့150ကို90ပဲသုံးမှာပဲဘာပဲဖြစ်နေဖြစ်နေတရားတော့ရအောင်စုမှာပဲအယုတ်တွေကိုလှလဲစုပေးမယ် အဲ့လိုမလုပ်ရဘူးဆိုရင်လက်မခံဘူးလှလည်းဒီမှာမနေဘူးလက်ကမြင်များရမယ်ရန်ကုန်မှာပဲအလုပ်သွားရှာမယ်လှနှခမ်းလေးစုလေးရဲ့မျက်နှာမဲမဲဖြင့်ပြောသည်တက်တက်သည်လှဤလက်မောင်းကလေးကိုဖြစ်ညင်လိုက်လျက်ကဲကဲတရာတော့မစုနဲ့90စု100ကိုသုံးတလ90စုရင်10လ900ရမယ်တက်တက်က10လ2000များစုနိုင်ခဲ့ရင်တစ်နှစ်လောက်ပဲပေါ့အကြမှာသာဒီမျက်နှာမအိုတော့ပဲရွှင်လန်းလာပုံရကမျက်နှာကလေးကြီးကြီးတက်တာနဲ့ပြုံးရယ်ခေါင်းညှိ၍နေသည် တသက်မှာမိမိအလိုကိုလိုက်ကမျက်နှာလေးကြည်တာလာတဲ့လှကိုကြည့်ပြီးနေပူတဲ့ရေအေးအေးလေးတစ်ခွက်တောက်လိုက်ရသလိုရင်ထဲအေးမြသွားလေသည်ရန်ကုန်သွားတော့တသက်ဗမာတဲမှာလဲတသက်တော့တန်းတန်းတို့အိမ်ကိုမသွားချင်ပါဘူးကရင်မလေးရူစီစီမှာပဲတဲမယ်လို့စိတ်ကူထားတယ်အခုဆိုရင်ဆေးရုံမှာစစ်စတာဖြစ်နေပြီလားတော့မသိပါဘူးအင်းကောင်းပါတယ်တသက်ရဲ့သူကတိတ်ယူတာဟန်ကြီးပန်ကြီးလည်းမလုပ်ဘူးတသက်ကိုလည်းတိတ်ခင်တာ သူ့စီမံတဲပြီးအလုရှာပေါ့တက်တက်ဒီတစ်ဖက်ခမ်းမှဒေါ်ထားဈေးပြန်ခြင်းကိုစောင့်ကတက်တက်သွားလျင်လှကိုဒေါ်ထားနဲ့တခမ်းနဲ့နေရန်အနှံလိုက်သည်ဒေါ်ထားမှာဈေးထဲတွင်အထည်ဆိုင်လေးတစ်ဆိုင်နဲ့ဆက်ချုပ်သောအလုံးနှင့်လှတို့အိမ်ခန်းလာကနဲ့ချစ်ကုတ်ပြီးနေသူဖြစ်သည်စကားများတာလေးတခုပဲပြောเสียရရှိလျက်စိတ်ကောင်းသဘောကောင်းရှိကဘသူကောင်မှအဖော်မလို့တကူတဲ့နေတတ်သူဖြစ်သည် တယောက်တည်းပဲဟာပေါင်းနေတာပေါ့အခန်းတော်ငားလိုက်မယ်အခုနေကစဆဆရရကြက်တဲနေတာစီတပုံးတရာတဲ့စင်းရဲသားတွေဘလို့များလှုပ်စားပါမလဲအခုအထယ်ချမ်းတွေတော့ဈေးတက်နေပြီကျက်သွန်ဆိုတာလည်းမြင်တော့မမြင်ရဘူးဂျပန်နေလာမှလူတွေလည်းအစုံနဲ့အပြင်းနဲ့ဖြစ်ချင်တိုင်းကိုဖြစ်နေကြတာပါပဲတသက်မှာဒေါ်ထားနဲ့စကားပြောလှရင်သူစကားဆုံးအောင်စောင့်နေရစမြဲပြီစကားပြောမိသည်နဲ့တော်တော်နဲ့မဆုံးတော့ တတွတ်တွပြောနေတဲ့ဖြင့်စားမိသည့်အတိုင်းမပြီးမချင်းအောက်အီးကဆောင်းရသည်ဂျပန်မယားတွေပဲစီတို့တကြားတို့လှိုင်ဘောလေအောင်သုံးနိုင်တာထညက်တို့ကော်ဖီတို့တောက်ရတဲ့ခက်ကြီးမှာထညက်စေးကြံတကာစေးတွေကလည်းတက်လိုက်တာအေးကြာရင်လူတွေလည်းထမရေတောက်နေရမလားမစိုးနိုင်ပါဘူးဒေါ်သားသည်သူ့ခြေထောက်တွင်ရှိသောဝဲနာညာကိုလက်နှင့်ဇုံကုတ်လျက်စကားအမြင်ပြတ်သွားခိုက်တသက်ကတသက်မလက်ပြန်ရန်ကုန်သွားမယ်တော်တော် ဟိုမှာအလုရှာမယ်လှတော့တော့စိတ်ချပြရစီနော် သူ့အိုးလေးနဲ့သူချက်စားမှာပါတမီးလေးလိုအောင်းမိပါနော်ဟုလိုရင်းကိုပြရအောင်ပြောရင်အနိုင်နိုင်လှပြောလိုက်ရသည်လှမှာတက်တက်အတွက်အဝိအစာတရေတတကလေးကို ပြင်ဆင်ထည့်ပေးက သူ့ဝိစားတွေပါပူပူမူမူထည့်ပေးလိုက်သည်လှကနေ့တိုင်းစာတင်ထွက်နေရတာလေလှထမိန်နေမထည့်နဲ့တက်တက်မှာပြောမရပြီလှချင်နဲ့အောင်ကြည့်နေလိုက်ရသည် ောက်တစ်နေ့မနက်စောစောတသက်ပကိုးမှဘတ်စကားနဲ့ရန်ကုန်သို့ထွက်လာခဲ့သည် နေလုံးကလည်းတစားတစားပြုထွက်လာကစိမ့်ဆိုသောလေခွေးများကို နေရောင်ဖြင့်ပတ်ဖြူထားသည်ကားပေါ်မှခတ်သိမ်းသော မြင်းမြင်းသမျှအရာတိုင်းသည်အဝေးတွင်ကျန်ခဲ့ကရှေ့ကကောင်းကင်နှင့်မြေကြီးတို့ကထိဆက်ရနေရသို့ကားဥတီလျက်တရရိပ်ပြေးနေသည် တရရိပ်ကြံရိခဲ့သော လေခွေးများသည်၎င်းတရရိပ်ကြံရိခဲ့သောလမ်းတောက်လျှောက်ပေါက်နေကြတဲ့တစ်ပင်တွေကို၎င်း ဖျားငုတ်တူစီရီတို့အား၎င်းနတ်ခင်မြင်းမြင်းတမျှတာယာစွာအယောင်ဆုံးတောက်ကျူးလျက်ရှိနေသည်ကျင်းငတ်တို့ကသစ်ပင်ထန်း၌မြူးလျက်ရှိကြသည် စိမ့်ပြပြအယောင်တောက်တော်ငှက်ကလေးတစ်ကောင်မှာလမ်းလေကောင်၌ခုံဆွားခုံဆွားလဲပက်နေရာအချိန်နှင့်ပြေးလာသောကားသည်သူ့အနာသို့ရောက်လူနီမှသူတို့အနေရဖြစ်စေမိအရာမှန်တိသွားကဆူဆူဝဝအော်မီလျက်တဟုံထိုးပြန်ပြေးလေသည် ပြန်ပြေးသွားသောငှက်ကလေးကိုငေးဆိုင်လျက်တသက်စိတ်ထဲတွင် တလိုက်လိုက်ဖြစ်သွားကဒေါင်းယုတ်ကလေးကိုအမြန်ဆုံးပြန်ရွေးချင်လာသည့်စိတ်ကအရင်တည်း၌တဖွာဖွာဖြစ်လာခဲ့သည်ရူစီစေယုံတို့ထွက်သွားပြီဖြစ်၍တသက်မှာကင်မာကြီးတဦးနှင့်သူ့အခန်းထဲတွင်စောင့်နေရသည်။နေ့လယ်စာစားချိန်၌ရူစီပေါ်လာသည်။မိမိထင်သည့်အတိုင်းရူစီမှာထမိန်ဆင်းလေးနှင့်စေယုံစစ်တာဖြစ်နေလေပြီ ရိုစီသည်တသက်ကိုအားရဝမ်းသာပွေဖက်ကလှတယောက်ကောကွယ်ကိုဖြင့်တသက်တို့အကြောင်းကြားရတာစိတ်မကောင်းလိုက်တာဟဲဟုဝမ်းနေဝမ်းသာမှုအရာဖြင့်လှက်လိုက်လဲလဲနှုတ်ဆက်သည်ရိုစီမှာတသက်ထက်၃လနှစ်ကြီးသည် လူလုံးကိုယ်တဲ့ကြီးခိုင်ခါဗမာစကားပြောလျင်အတန်လေးမှပုံပုံမိုး၍တာကဝဲနေသည်လှနေရခဲ့တယ်တသက်ကအလုံလာရှာလာပဲတသက်တို့အဖြစ်တော့ပြန်ပြီးတွေးတော်မတွေးဝင်ပါဘူးလို့စီရဲ့ ဖြစ်တာရင်းမိလိုက်ပေါ့ကွယ်ဖះသခင်လူတော်အတိုင်းပေါ့အလောက်ကဗမာရှောက်မှာလဲရှောက်ကောရှောက်ပြီးပြီလားတသက်ကခေါင်းကိုရမ်းလည်ရမရှောက်ရသေးပါဘူးရူစီယာတသက်လှုပ်ချင်တဲ့အလောက်ကလာက300ရတဲ့အလောက်မျိုးလှုပ်ချင်တာဒါမှလည်းဖြစ်မှာခုနေ300ရဖို့ဆိုတာတိတ်ခတ်တာပေါ့ဘာကြောင့်လဲဟဲ့တသက်ရဲ့ဒီလောက်ရမှဖြစ်မယ်ဆိုတာအော်ဟိုဟာအကြောင်းတစ်ခုရှိတယ်ငွေ2500ပေးရမယ်ရက်ချိန်မလွန်အောင်ငွေစုဖို့အရေးကြီးနေလို့ပါ ဒီလောက်မရလဲရတဲ့အလုပ်ရသလောက်နဲ့လုပ်ရမှာပဲလက်ရည်တူတို့လက်နှိပ်ဆက်တို့ရောတင်ထားပြီးွားပြီလားဘဲရူစီရဲ့ចောင်းနေရင်တန်လန်ကြီးကစစ်ဖြစ်လို့ထွက်ခဲ့ရတာဗမာတင်ရမလဲအာရင်အထက်တန်းတော့မဖြစ်ရသေးဘူးဒါမတက်ရင်အလုပ်မရနိုင်ဘူးလားယင်อืมအဲ့ဒါမတက်ရင်တော့အလုံးမြန်မြန်ရဖို့မလွယ်တော့ဘူးအဲ့ဒါတက်ရင်တော့ရုံးတွေမှာ100 130လောက်နဲ့တော့လွယ်လွယ်ရမှာပဲအဲ့ဒါတင်မအောင်လားတင်ပြီးအောင်တော့မှအလုံးလျှောက်ပေါ့တက်တက်မှာစိတ်အိုက်သွားသည် မိမိမှာလရေတို့နဲ့လက်နှိပ်ဆက်ကြောင်တက်လာသည်မဟုတ်၍အချိန်ကုန်ခံလျက်တင်ချင်စိတ်ရှိပင်ရှိညာအချိန်မပေးနိုင်သူဖြစ်သည် အလောက်ကအခုမှရမည်ဖြစ်ဖြစ်မိကြောင်အခြားအသည့်မိစေများထံသို့သွားကာစုံစမ်းမေးမြန်းရန်စိတ်ကူးလိုက်သည်တသက်မှာရူစီထံတွင်တပတ်ရက်ခန့်ကြာလာသည်ဘယ်နေရာဘယ်ဌာနမှအလောက်ရှာမရဘဲဖြစ်နေသည်ရူစီကိုလည်းအားနာလာပြီလာကတရားရမယ်အလောက်ပင်သတင်းကြားလျင်လာ၍ခန့်ပြီးသားဖြစ်နေသည် မှန်းခြေမပေါက်သဖြင့်စိတ်ကညှဉ်းညူလာသည်။ထောင်ရုပ်ကလေးနှင့်ပတ်သက်၍အသည်းနှလုံးတို့မှမီးအောင်ထားသကဲ့သို့ရှိခဲ့ရာလှနှင့်နေစဉ်ကအငွေ့မထွက်အောင်ဖုံးအုပ်ထားရသမျှတငွင်းငွေ့သာလောင်ခက်လျက်ယခုမျောလင်းချက်နှင့်ဝေးတော့မှပင်အပူတပြင်တဟုံးဟုံးမြိုင်လိုက်လျက်ရှိသည်။တတသည်တန်ကရင်လေးပေါ်တွင်လှဲလျက်အခြေပြက်လက်ပြကြီးဖြစ်နေသည်တနေ့လုံးရှောက်လိုက်ရတာဒူးရီစနေက နေဆောင်မှပဲပြန်ရောက်လာသည် ပါလာတဲ့ပတ်စံကလည်း Twitter 30လရဲ့6000အာကိုပြီးနှွေထွက်ကနေဝင် အလုတ်အထွက် တလဲလဲဖြင့်မောတာလာခဲ့သည်အာတက်စရာမျောလင့်စရာဟူ၍မရှိတော့ပဲစိတ်ပင်ပန်းခြင်းကြီးစွာပဲဖြစ်နေရသည်တသက်သည်မောပန်းစွာဖြင့်မျက်လုံးမိတ်ကရှင်ဘက်ကိုလက်နှင့်ဖိထားပြီးလလန်ထအာမရှိ၍ရင်ထဲ၌တဒိဋ္ဌိခုံနေလေသည် နေဝင်ဖြိုးပြမှောင်လာ၍ခရင်မကြီးမိလာဖွင့်သည်မှပင်မသိလိုက်ပင် တသက်လာပြီလားဟင်တသက်ရေတသက်ရူစီအီဖနက်ရှက်ရှက်တိုက်ပြေးဝင်လာတော့အတန်ကိုကြားမိသည်သို့တော်လည်းမျက်လုံးကိုမဖွင့်ချင်တဲ့ဖြင့်ဒီအတိုင်းပင်မှိတ်နေကအသက်ကိုဖုတ်လိုက်ဖုတ်လိုက်ရှူနေလေသည်ဟေးတသက်ရူစီကဆွဲလုံမှမျက်လုံးဖွင့်လာသည်ဝမ်းသာစရာသတင်းပြောမယ်တသက်အလုံးလုံးချင်တာအလုံးတစ်ခုရမယ်တိလားတသက်သည်တအားကြုံ၍ငှက်ခလေထားထိုင်လိုက်သည် အေးဟဲဖះသခင်ဂျေဇုပဲတတ်တတ်လိုချင်တဲ့လကတော့ပေးမယ်ထင်တာပဲအလောက်ကလည်းတိတ်မဆိုးဘူးဘာအလုပ်လဲရူစီရဲ့ပြောပါဦးရူစီမှာဝမ်းသာအားရဖြင့်မှုန်နေတော့တတ်တတ်မေးတော့မှသူ့ဟာသူရဲလိုက်သည်အော်အေးအေးပြောမယ်ပြောမယ်ဟူဆိုကဂတင်ဘေးပေါ်တွင်ဝင်ထိုင်လိုက်သည်ဒီလိုဒီလိုအစအပြောပြမယ်ကွာဆေးရုံမှာပညာရေးဝင်ကြီးတယောက်ကဆေးရုံလာတက်တယ်တပတ်လောက်တော့ရှိနေပြီပေါ့ရူစီကအဲ့ဒီမှာ special duty ကြာလေ ဒီနေ့ညနေရူစီသူ့ခန်းထဲဝင်သွားတော့သူ့အတွင်းဝင်တဲ့သူနဲ့ဟာစကားပြောနေကြတာရူစီလည်းဝင်သွားရော သူ့အတွင်းဝင်ကဒီဆီယာမကိုမေးကြည့်ပါလားဗျလို့ပြောလိုက်တာလေဒါနဲ့ဝင်ကြီးကခမားပဲမေးဗျာလို့ခိုင်းတယ်အဲ့တော့သူ့အတွင်းဝင်ကရူစီကိုပြောတယ်ကျုပ်တို့ဝင်ကြီးကလက်မထက်ရသေးဘူးတဲ့အခုအိမ်မှာလူတွေက၄၅ယောက်ရှိတာဘသူမှစိတ်ကမ်းမရှိကြဘူးအိမ်ကလည်းရှုပ်ပွားနေတာပဲတဲ့တလောက်1500ရတာဘာတွေကုန်မလဲမသိဘူးတဲ့နိုင်ငံခြား နိုင်ငံရေးဧည့်သည်တွေကလည်းတယုံယုံနဲ့အိမ်ကြီးကတာလီယန်ဆက်ကြီးလိုပဲတဲ့ဝင်ကြီးကအိမ်နဲ့မတူလို့တိတ်ဆိတ်နေတာတတရရတတန့်ရှင်ရှင်နေတတ်တာအဲ့ဒါကြောင့်ကျုပ်ကအကြံပေးလိုက်တာလေအိမ်ကိုထိမ့်သိမ့်ကြည့်ရှုအုပ်ချုပ်မဲ့မင်းကလေးတယောက်ရှာဖို့အကြံပေးလိုက်တယ်ကျုပ်တို့ဘီလက်မှာစာတင်နေတုန်းကဒီလိုပဲအိမ်ကိုကြည့်ရှုဖို့မင်းကလေးတယောက်ကို လာခပေးထားရတာအင်ကိုကောင်းကောင်းထိမ့်သိမ်းအုပ်ချုပ်နိုင်ရမယ့်မိန်းကလေးတယောက်ကရင်ထဲကပဲဖြစ်ဖြစ်ဆီယမရှာပေးနိုင်ရမလားလို့မေးတာ တက်တက်မှာအသက်ပင်မရှိနိုင်ရူစီယာမျက်တောင်မခံငေးဆရွေကြည့်နေလျက်ပြီးမှတက်ပြင်းကြီးချလိုက်ကထမင်းချက်ဖို့အဝိရှော်ဘူးလားရူစီစိတ်မကောင်းသောလေတန်ဖြင့်မေးလိုက်လေသည်မဟုတ်ဘောအစကလည်းရူစီကအဲ့လိုထင်နေအဲ့လိုပဲထင်တာနောက်မှဝင်ကြီးကဆက်ပြောတာအစီကံတွေအားလုံးကိုအဆုံးထားပေးမယ်တဲ့အစီကံတွေရဲ့အပေါ်မှာအုတ်ချုပ်ရမှာ ပြီးတော့အိမ်ကိုအိမ်နဲ့တူအောင် ကြီးရှုစီမံပေးရမှာတဲ့။လက်ကလည်းကောင်းကောင်းပေးမယ်။အစားလည်းစားအခန်းလည်းပေးမယ်တဲ့။အစီကံအလုပ်တော့မဟုတ်ဘူး။တသက်မှငင်းငံ့ရေးသွားပြန်သည်။အစီကံအလုပ်မဟုတ်ပဲအိမ်ကိုစနစ်တကျဖြစ်အောင်ထိမ့်သိမ့်ကြီးရှုအုပ်ချုပ်ပေးရမယ်အလုပ်ဖြစ်တော့တိတ်တော်မဆိုးလှဘူးလို့တဖြည်းဖြည်းသဘောပေါက်လာသည်။အဲ့ဒီအိမ်မှာယောက်ျားတွေကြီးပဲလား။အင်းယောက်ျားတွေကြီးပဲပေါ့။ဖြစ်ပါမလားရူစီရဲ့။တသက်ကတွန့်သွားသလိုပြောသည်။အော်ယောက်ျားတွေရောဘာဖြစ်လဲ လူတွေပဲဟာကြိုက်စားမှာလားရူစီအလုပ်လဲယောက်ျားလူနာတွေကိုနေတိုင်းလှုပ်ပေးနေရတာပဲလေယောက်ျားဆရာဝန်အနေနဲ့နင်းနေညံ့ညံ့အတူတူအလုပ်လုပ်နေကြရတာပဲအလုပ်လုပ်စတော့ယောက်ျားမိန်းမပဲရှိတာနောက်တော့အလုံးတူတူပဲအဲ့ဒါဘာဖြစ်တူလဲသူတို့အိမ်မှာလာနေတာသူတို့မဟုတ်တရုတ်တော့ဘယ်လောက်ပါမလဲဝင်ကြီးအိမ်ပဲမဟုတ်လားဇဘိုးအိမ်မှာမဟုတ်တာကြောက်စရာမရှိပါဘူး မိမနဲ့ယောက်ျားဟူသည့်အသွင်အပြင်းမတူအဖိုနှင့်အမပါတကားဆိုသောအတိကတသက်ကိုရုတ်တရက်ယွန့်စေကြောက်စေသည်လီလီလင်းနဲ့စဉ်းစားလိုက်တဲ့အခါမှာကီမလီရိုစီကဲ့သို့စိတ်ထဲကသဘောထားနိုင်မှဒီအလောက်ကမိမိနဲ့ကိုက်ညီမယ်လို့ဖြစ်တယ်ထင်မိသည်ရိုစီရဲ့သဘောထားအမှန်ကန်နဲ့မမှန်ကန်ဦးသာစင်စစ်လိုရင်းဖြစ်သည်ဟုတွေးမိနေသည်ရိုစီဘလို့အကြောင်းပြန်လိုက်လေရင် ืมကျမရှာပေးမယ်ရှာပေးလို့ရရင်ကျမပြောမယ်လို့ပြောလိုက်တာပေါ့တက်တက်လဲစဉ်းစားလေတက်တက်လိုချင်တဲ့လာကနဲ့ဒီထက်ကောင်းတဲ့အလုပ်ဆိုတာမရှိနိုင်ဘူးတက်တက်မှာတညလုံးအိတ်မပြောနိုင်ပဲဖြစ်နေလေသည်ယောက်ျားများကအန်ရယ်မပြုတ်ကြလေရင်သူတို့နဲ့အတူတကွရောနှောနေထိုင်ဖို့ရမဖြစ်နိုင်စရာမရှိဘူးယုံကြည်မိသည်မိမိကိုမိမိမိမတအူးဟုအစဉ်သတိရှိနေလျင်အန္တရာယ်ကိုလည်းအစဉ်သတိရှိမိတာဖြစ်သည် အန္တရာယ်ရှိနိုင်မရှိနိုင် အကယ်လို့အနေရရှိလာခဲ့လို့ရှင်လဲရှိဖို့မြင်တဲ့အနေရကိုမကြောက်အောင်ရှောင်ရှားနိုင်စရာတားဆီးနိုင်စရာလမ်းတွေရှိရဲ့လို့သိမြင်စဉ်းစားမိလာသည်တသက်မှာအဖက်ဖက်ကချိန်ကဒီအလုတ်ကိုမိမိမမသိအောင်စဉ်းမြင့်ဖြောက်ကလက်ခံလုပ်ကြရန်တွေးမိလိုက်သည်တောင်ရုပ်ကလေးကိုရွေးနိုင်ပါစေတော့ဟုနောက်ဆုံးစိတ်ညစ်ညစ်နဲ့လက်ခံရန်ဆွန့်ဆွန့်ဆာဆာဆုံးဖြတ်လိုက်သည်။နောက်တနေ့ရူစီသည်တသက်မှကြားတဲ့အတိုင်းတင်နန်းပေးလိုက်တဲ့အတိုင်းပြောဆိုရန်ဝင်ကြီးအခန်းသို့ဝင်သွားလိုက်သည်။ ပညာရေးဝန်ကြီးဦးမင်းဟန်မှာအသက်30ခန်းသားရှိသေးသည်။အသားညူညူပိန်ပိန်ပပမျက်နာတီတီအတွေးခေါ်ရှင်းတန်သောမျိုးလုံးမျိုးဖြင့်လင်းလင်းနက်နက်တီကြည်တတ်သည်။မာနမရှိစိတ်တဘောထားလည်းကောင်းရှိသည်။ဖြူဖွေးသောကဒင်ပေါ်၌ပိတ်အဖြူကိုတပိုင်းချုံကကဒင်ကောင်းရင်ကိုခက်လျှော့လျှော့မှီလျက်စာဖတ်နေလေသည်။ Sister Rosie ဝင်းလျင်ဝင်းလာလျင်စာအုပ်ကိုချလိုက်ကကိုကိုအိယာပေါ်သို့ဆန့်အောင်လျှော့ချလိုက်သည်။ ရူစီကပြုံးပြီးနှုတ်ဆက်လိုက်ကပဓာတိုင်လေးကိုမဆက်သေးသူထုတ်ထည့်သွင်းလိုက်သည်မြောက်ပေးသောလက်ကိုကင်လျက်လက်ကနာရီကိုငုံကြည့်ကတမနစ်ခန့်သွေးဆန်းသွေးကြောဆန်းကြည့်နေသည်ပြီးမှပဓာတိုင်ကိုဆွဲယူကခါလိုက်သည်အမ်ဓာတ်ထက်လေးမနေ့ကဝင်ကြီးပြောထားတဲ့ကိစ္စမိမတယောက်နဲ့တွေ့လို့သူနဲ့တင့်တော်တဲ့အကြောင်းကျမမေးကြည့်တယ်သူကအိမ်နဲ့ပတ်သက်ပြီးသူလုံးမဲ့စီကံသူလုံးမဲ့စီကံကိုဝင်ကြီးကအစတအိမ်လုံးလိုက်နာမှာသူလုံးနိုင်မယ်လို့ပြောတယ် ။အော်ဟုတ်လားတွေ့ပြီလား။ဒါကတော့ तू အုတ်ထုတ်နေတော့သစ်စည်းကန်တော့ကျုပ်တို့လိုက်နာမှာပါလေ။ तू ကရောကရင်မဲလား။အင်းကရင်စစ်တော်မဟုတ်ဘူး။သူ့နာမည်ကမေရီတဲ့။ तू ကလားက200တောင်းနေ။သူ့မှာအရင်ချင်းလည်းရှိတယ်။စစ်တာထောက်ခံသလား။ရိုစီကပြုံးလိုက်သည်ရင်ထဲ၌သရုပ်ထုတ်ခုံ၍တက်တက်မာသည့်အတိုင်းစကားမမရန်မလွဲရန်အတော်သတိထားပြီးပြောရသည် အရင်ချင်းရှိတယ်အင်္ဂလိပ်စာလည်းတတ်တယ်အင်္ဂလိပ်အသုံးအင်္ဂလိပ်အသုံးဆောင်စီကန်းနေလဲနားလဲတယ်တိတ်ကိုစီကန်းကြည့်တာတိတ်လဲတန့်ရှင်းတက်ရက်တာကောင်းကောင်းသူအုပ်ချုပ်နိုင်ပါလေအင်္ဂလိပ်မတွေနဲ့လည်းနေဘူးတာရဲ့အတွက်ကြောင့်ကျွန်မထောက်ခံမိပါတယ်ဒီအလုပ်မျိုးသူနောက်တုံကလုပ်ဘူးလားရူစီမှာဘလို့ဖြေရမှန်ရုတ်တရက်မသိခွာကြနေသည်နောက်မှအင်ဂရီဆယ်ကမယုံမလွန်ဖြေလိုက်သည်อืมဒီလိုတော့မလုပ်ဘူးဒါပေမဲ့ तू နားလေပါတယ် तू ကဘာလုပ်တာလဲ ။ "तू အခုအလုံးမရှိဘူးလေ။ဒါကြောင့်ကျမသူ့ကိုဒီအလုံးလုပ်ဖို့ဝင်ကြီးအတွက်တိုက်တွန်းလိုက်တာ။ तू က तू တောင်းတဲ့လကပေးရင်သူ့စီကံတိုင်လိုက်နိုင်မယ်ဆိုလို့ရှိရင် तू လက်ခံမယ်လို့ပြောတယ်။အစကရော तू ကဘာလုပ်လို့တလဲ။ဦးမေဟန်ကမျက်ခုံတွန်းရင်မေးပြန်သည်။ "रूसी ဒီအသက်နှစ်ခါလောက်ရှူပြီးမှကျောင်းဆရာမလုပ်ပါရဲဟုတင့်တော်အောင်ကြည့်ပြေးလိုက်သည်။ဝင်ကြီးဦးမေဟန်ကခိတခဏညင်၍စဉ်းစားလျက် ထို့နောက်ချဟန်ကအင်းရေချင်းရှိရလို့ sister ကထောက်ခံတယ်ဆိုလို့ရှိရင်တော့သူတောင်းတဲ့လက်ခပေးရတာပေါ့ဒီလိုဆိုရင်သူဘယ်တော့လှုပ်ဆောင်ဝင်မလဲအလုပ်ဝင်ဖို့ဟာလားအင်းမဖြစ်သေးဘူးလေကျွန်တော်ဆင်းရုံကဆင်းမှဖြစ်မှာနောက်တစ်ပတ်လောက်ကြာမှပေါ့ကျွန်တော်ဆင်းရမှာလေကျွန်တော်ဆင်းတော့မှ sister စီကိုကျွန်တော်သူလာမဲ့ရက်ကိုရုံးကနေတယ်လီဖုန်းနဲ့ဆက်ခိုင်းလိုက်မယ်လေမကောင်းဘူးလားအဲကောင်းပါတယ်ဒါဖြင့်ကျမတို့ကိုဗမာမအလုံးငွေခိုင်းတော့ဦးနော် อืมๆမဝင်ခိုင်းနဲ့ကျွန်တော်စီမှာရပြီလို့သာပြောထားပေးပါလားရိုစီကဝင်ကြီးနဲ့သူအချီအချပြောခဲ့ကြပုံကိုတက်တက်အားလုံးစေပတ်စေပြန်ပြောပြသည်တက်တက်မှာရိုစီဟန်ပန်ကို ကြည့်လျက်ချစ်ခင်စွာပြုံးနေသည်တက်တက်ရဲ့ရိုစီကိုမေးခွန်းနဲ့ထုတ်တာလေခြေပြားလက်ဖျားကြီးတော့အီးတက်လာတယ်ကရင်အစ်စ်မဟုတ်ဘူးလို့ပြောတော့လေသူကဆက်မမေးလို့တော်ပါသေးတယ်ဆက်မေးရင်ရိုစီမှမပြောတတ်တော့ဘူးရိုစီမှာထမင်းစားရင်သူ့ဟာသူ့ ထမနာပြောပြောပြီးရေရွေတာနေနေသည်တသက်မှာလဲရိုစီပြောတဲ့အတိုင်းရေနေသည်ဒီဝင်ကြီးကဘာယောဂါနဲ့ဆေးရုံတက်နေတာလဲယောဂါတော့ထွေထွေထူးထူးမရှိပါဘူးခေါင်းအရာအပန်းဖြစ်အနားဖြစ်တက်ကြတာပေါ့မကြသေးဘူးဘိုးချုပ်အောင်ဆန်းတော်တက်သွားသေးတယ်လာတက်ရင်ဆီယမနဲ့တောင်ရှာသွားပြီ BIA စစ်ဘိုတွေရောဝင်ကြီးတွေရောတယောက်စင်တယောက်တက်ကြတာပဲနောက်တစ်ပတ်ဆောင်ရအောင်မယ်ဆိုရင်တက်တက်လှစီကိုပြန်လိုက်အောင်မယ်တပတ်ကြာတော့မှတက်တက်ပြန်လိုက်ခဲ့မယ်နော်ဘယ်နဲ့နေလဲသွားလေသွား တပတ်ထက်တော့ပို့ပြီးတော့မနေနဲ့နော်၄-၅ရက်လောက်နေပြီးရင်လည်းပြန်လာရင်ပိုကောင်းမယ်တော်ကြတယ်လီဖုန်းဆက်လို့အခုလွတ်ပါဆိုအခက်စစ်စတာဒုက္ခများနေမယ်ဟုတ်ဘူးလားတသက်မှာရိုစီအား၄-၅ရက်နေပြီဟုပြောဆိုကာနောက်တနေ့နဲ့တွင်ဘကိုးသူပြန်ခဲ့လေသည်